ားလုံးမင်္ဂလာပါကျွန်တော်ခု PIC ART ဆိုတဲ့ application နဲ့ PIS App ဆိုတဲ့ application နဲ့ကြော်ကြံဒီဇိုင်း poster လုပ်တဲ့နည်းလေးကိုကျွန်တော်မျှဝေပေးပါဖြစ်ပါတယ်ဒီအခုလုပ်မယ့်ဟာကတော့ကျွန်တော်ရဲ့ page မှာတင်မဲ့ကြော်ညာဒီဇိုင်းအတွက်လုပ်တဲ့နည်းပဲဖြစ်ပါတယ်ဗျာโอเคကျွန်တော်တို့ဒီမှာ PIS App application နဲ့ဝင်လိုက်ပါပြီအမှ PIS App ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့လောက်အောင်ပါတယ်ရှိပါတယ်ကို ပြင်မဲ့ပုံကိုဖုန်းထဲမှာတော့ထည့်ထားပေးပါဒါမှမဟုတ် download ဆက်ပါခင်ဗျာကျွန်တော်ဒီအပေါင်းလေးကိုနှိပ်လိုက်ပါတယ်ပြီးရတယ်ကျွန်တော်ဒီမှာဒီ important ဆိုတဲ့ဒီပုံကိုကျွန်တော်ရေးထားဖြစ်တဲ့အတွက်ဒီပုံကိုကျွန်တော်ယူလိုက်ပါတယ် okay ဒီဟာပေါ်လာပြီကျွန်တော်ဘေးရဟာတွေကိုဒီတိုင်းထားမယ်အလျားစာကိုဖျောက်ပြီးတော့ကိုမြန်မာလိုအဆင်ပြေလို့ပြန်ရေးမယ်ကိုစိတ်ကြိုက်ပြန်ရေးလို့ရပါတယ်အဲ့ဒါလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာနောက်ခံကအဖြူဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဖြူနဲ့ပြန်ဖျောက်မှာပါ ဒီမှာကျွန်တော်ဒီအောက်ကဟာလေးကို button လေးကို push လဲကြည့်ပါဒီမှာ draw ဆိုတဲ့ဟာလေးတွေ့ရတယ်မ draw ဆိုတဲ့ဟာလေးကိုနှိပ်မယ် draw ဆိုတဲ့စုပ်တန်လေးကိုကျွန်တော်ရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီအမဲကွက်လေးရှိတယ်အမဲကွက်လေးကိုနှိပ်လိုက်ပါဒီနေရာလေးအမဲကွက်လေးပါဘယ်ဘက် output down ပါမှာနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာကြိုက်တဲ့ color ရွေးမယ်ကျွန်တော်အဖြူဆင်အောင်ဖြစ်တဲ့ကြောင့်မလို့အဖြူနဲ့ပြန်ဖုံးပါအဖြူကိုရွေးတယ်ပြီးရင်ဒီဘောအမှန်ကြီးလေးကိုနှိပ်လိုက်ပါတယ် okay ပြီဆိုရင်ကျွန်တော်ဒီမှာနည်းနည်းလေးဆွဲချက်ကြည့်မယ်နည်းနည်းချောင်းနဲ့ဆွဲချက်ကြည့်မယ်ဒီနေရာလေးကိုလိုက်ပြီးတော့ညိုလေးနဲ့ แชร์ကြည့်ပါအရှူလေးဖြစ်သွားပါလိမ့်မယ်နောက်ခံရောင်းနေတစ်ချက်တည်းကြာပါပါလိမ့်မယ်ဒီစာကိုကျွန်တော်တို့ဖြောက်တင်ပြီးပါ Okay okay ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအကုန်ဖြောက်ပါဒီစာအကုန်ဖြောက်ပါပါဖြောက်ပါပြီဒီမှာဖြောင်းလေးပါပြီ Okay ဒီလောက်ဆိုရင်လုံလောက်ပြီခြေလိုက်မယ်ဟောအဆင်ပြေပြီအဲ့ဆိုရင်ဒီပေါ်အမှန်ကြီးလေးကို ညာဘက်အပေါ်ထောင်းအမှန်ကြီးလုံးနဲ့လဲပါမယ်ခဏဆောင်ပါလုံးနေလုံးနေပါโอเคရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ့အဖြူကွက်ပေါ်မှာစာရေးမှာစာရေးမယ်ဆိုလို့ရှိရင်ဒီမှာဒီအောက်ကဘားနဲ့လို့ပြန်ဆွဲပြီးတော့ text ဆိုရဲ t ဆိုရဲဟာလို့နှိမ့်လိုက်ရပါတယ်အဲ့မှာကျွန်တော်တို့ဘာရေးမလဲကျွန်တော်ကတော့ကျွန်တော်ကြော်ညာ poster တက်မို့လို့ကျွန်တော်ရေးပါမယ် online shop တွေအတွက် logo အရေးပါပါ လို့ကိုကဘာကြောင့်ရေးပါလဲဘာကြောင့်အရေးပါသလဲโอเคမှာကျွန်တော်အဖြူရေးထားတဲ့ကြောင့်မို့လို့စားအဖြူဖြစ်နေတယ်အဲ့အဖြူမှာအဖြူဝဲတင်လဲဆိုရင်တော့ဘာမှမြင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်စလုံးကိုအရင်ပြောင်းမယ် color ဆိုတဲ့နေရာလေးကိုနှိမ့်မယ် โอเคใช้ได้กาลาใช้เลยจ้ะแล้วเราจะเราใช้กาลายืมมาဖြစ်တယ်กาลายืมมาဖြစ်တယ်จ้ะဒီအဝါလေးကျွန်တော်ရွှေ့လိုက်တယ်ပြီးပြီဆိုလို့ရှင်တော့တော့ဒီတောင်းလေးကိုဆွဲပြီးတော့ဒီဇိုင်းလေးလုပ်မယ်ကိုစိတ်ใจ size ကိုချိန်မယ်ပြီးရင်ဒီဘောနေရာလေးမှာใช้လို့ rotate လေးလို့ရပါတယ်ကျွန်တော်အထင်အားဟာနဲ့ကွတိကြောင်ဖြစ်တဲ့အတွက်ကိုလိုလို rotate လုပ်ပါတယ်ပြီးလို့ရှင်အောင်းလေးနည်းနည်းဆင်မယ်ဆင်ပြီးပြီဆိုရင် နေထားနေတော်တော့ရအောင်โอเคရပြီပြီးရင်ကျွန်တော်ဒီတိုင်းမထားချင်ဘူးစလုံးကိုဘေးနာ line လေးထည့်ချင်တယ်ဆိုရင် stroke ဆိုတဲ့ဟာလေးရှိတယ်ဒီမှာကာလာရဲ့ဘေးနာမှာ T ဆိုတဲ့ဟာလေး stroke ရှိတယ်အားလေးကိုကျွန်တော်တို့ကတော့မမောက်များများလေးထည့်လို့ရှိရင်တော့အမဲလေးများပါမယ်အမောက်ကို short လိုက်လို့ရှိရင်တော့အမဲနေပါမယ်ကျွန်တော်ကဒီနေထားတော့ညောင်းထားမယ်โอเคရပြီဆိုရင်နည်းနည်းလေးလိုလိုရှင်းမယ်ဟုတ်ပြီโอเคပြီဆိုရင်ရပြီဒီပေါ်အမှန်ကြီးလေးကိုနှိမ့်လိုက်ပါโอเคရပြီခင်ဗျအဲ့ဆိုရင်ကျွန်တော်တို့အနေနဲ့က ျွန်တော်ဒီအနေထားကိုပြောကြတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအတိုင်းကိုကျွန်တော် save လုပ်ပါမယ်။လူချင်းမီးတို့အနေနဲ့လည်းကိုကြိုက်တဲ့စာဥပမာဆိုကြပါစို့နှခမ်းဒီလက်လာလေးကို online shop မှာရနေပါပြီဆိုပြီးတော့လေးရေးလို့ရတယ်ဒါမှမဟုတ် t-shirt လက်လာလေးတွေကိုဒီ page မှာဝင်ကြည့်လို့ရပါတယ်ဆိုပြီးတော့အဆင်ပြေစလို့ရေးလို့ရတယ်ကိုယ့်ရဲ့စိတ်ကြံဒီဇိုင်းတွေရေးလို့ရတယ်ကိုယ့်အကိုစာတွေကြိုက်စလို့ပြောင်းလို့ရပါတယ်အားလုံးပဲဆန်းပြီးတော့လုပ်ကြည့်ပါဆန်းသက်ကြည့်ပါကိုယ်တိုင်လုပ်ကြည့်မှပဲကျွမ်းကျင်မှာဖြစ်ပါတယ်မရမချင်းဆန်းကြည့်ပါ နောက်ပြီးတော့ဒီဗီဒီယိုရဲ့ comment မှာလည်းကိုလုတ်ထားတဲ့ဟာလေးတွေကိုအကြိုက်ဆုံးအရာလေးတွေကို comment လေးတစ်ခုစီပေးသွားပေးလို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်စိတ်မယ်ဆိုရင်တော့ဒီအများလေးကိုနှိပ်ပါ internet ဖွင့်လာတော့ဒီလိုကြော်ညာတွေတက်လာပါတယ်တက်လာပါလိမ့်မယ်ကျွန်တော် cross link နှိပ်ပြီးထွက်ပါမယ်ပြီးရင် save ဆိုတဲ့ဟာကိုနှိပ်ပါပြီးရင် save ထပ်နှိပ်ပါအဲဆိုလို့ရှိရင်ကျွန်တော်တို့ gallery ရဲ့ကို phone ထဲကိုရောက်သွားပြီးဖြစ်ပါတယ်အဲဆိုရင်တော့ကျွန်တော်တို့အနေနဲ့ facebook ဝတ်တင်လို့ရပါပြီခင်ဗျာ ားလုံးကျေးဇူးတင်ပါတယ်ထပ်ပြီးတော့စမ်းကြည့်ဖို့ကျွန်တော်နောက်ဆုံးကျင်ပါတယ်ခင်ဗျာ